အဲ့ဒီမှာမြတ်စွာဘုရားခွင့်ပေးလိုက်တဲ့စကားထဲမှာပု္ပ္ပယဒာကင်ခတိဆိုတဲ့စကားနဲ့မြတ်စွာဘုရားခွင့်ပေးတယ်ပု္ပ္ပယဒာကင်ခတိဆိုတာတိကျဏမေးနိုင်ပါတယ်လို့ပြောတာတိကျဏမေးနိုင်တယ်မေးကျဏမေးဆိုတဲ့အဓိပ္ပာယ်မျိုးခွင့်ပြုတယ်ဒီစကားမျိုးကိုပြောနိုင်တာဘုရားပဲရှိတယ်တဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှအလိုခွင့်မပြုဘူးတဲ့ နော်အဲကုကိတာတာမန်ပဲပြောလိုက်ကြတာပေါ့ရှင်းတော့ကတော့စီကံလေးပု္ပ္ပယဒကင်ကတိပု္ပ္ပယဒကင်ကတိဆိုတာယံအာကင်ကတိမင်းသိချင်တာကိုပု္ပ္ပမေးပါဘာပဲမေးမေးသိချင်တာမေးလို့ပြောတာဟာ challenge လုပ်တဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီလိုလုံနိုင်တာဖရာတဆူပဲရှိတယ် ရှင်သာရိပုတ္တရာမထေရစီအရှင်ဘုရားတပည့်တော်မေးခွန်းမေးပြရစီပါခွင့်ပြုရင်မေးကြပါလေလို့သွားပြီးတော့တောင်းပန်မယ်ဆိုရင်ရှင်သာရိပုတ္တရာအဲ့ဒီလိုမပြောဘူးပု္ဆာတုတ်တော်ဟာဇာလိတ္တမမေးပါရှင်ဘုရားမေးတဲ့မေးခွန်းကြားရတဲ့အခါမှာဖြေနိုင်မယ်မဖြေနိုင်ဘူးသိရပါလိမ့်မယ်ဒီလိုပဲပြောတယ်ဒါစပိချမ်းကမှာဒီနှစ်ချက်ကမတူတာ သဗ္ဗညုဖျားရှင်နေတာလေတဖက်သားကနေပြီးတော့ခွင်တောင်းလာတဲ့အခါမှာခွင်ပေးတယ်ဆိုတော့ချင်းချင်းမဲ့ခွင်ပေးလိုက်တာအေးတိချနာမေးဆိုတော့တိချနာဆိုတာတွေကအများကြီးလေတိချနာတွေမေးပါလို့ဆိုဒါသဗ္ဗညုပဝရဏလို့ခေါ်တယ်ပဝရဏဆိုတာဖိတ်ကြားတာပေါ့အေးမေးတိချနာမေးနိုင်ပါတယ်မေးပါလို့ဆိုတော့ခွင်ပေးလိုက်တယ်သဗ္ဗညုမြတ်စွာဘုရားများသား ဒီလိုချင်းကျက်မဲ့ခွင့်ပေးနိုင်တယ်တဲ့။ဩရှင်သာရိပုတ္တရာလို့ပညာကြီးတဲ့ပုဂ္ဂိုလ်တောင်မှပဲပု္ပ္ပစမိပါတုတ်တော်ဟာဇာလိတ္တမအဲ့ဒီမိခွန်းစကားကြားပြီးတဲ့အခါမှာအဖြေကိုသိရပါလိမ့်မယ်လို့ဒီစကားမျိုးနဲ့ပဲတုံ့ပြန်လေးရှိကြတယ်ပြန်ကြားလေးရှိကြတယ်